မြတ်ရဲ့ကိုပဲအမက်ကကျွန်တော်ကိုပဲအမက်ကတော့ကြီး6641နဲ့အစင်ကအစင်ကတော့ဘုံမှုပါဘုံတောင်ဝင်ကတောင်ဝင်ကတော့တက်ခွဲမှုပါခမက်နာမည်ကတော့လှိုင်ဝင်းထုံးပါခမက်ဘေးတဲရင်ကလေကျွန်တော်ခမက353ချင်းတဲရင်ပါခမက်ဒီအဖမ်းမခံရတဲ့အရှင်တိဘုံတော့ကျောက်တို့စီမှာအဖမ်းမခံရတဲ့အရှင်တိဘုံဒီဘူးကြီးတော်မျိုးနဲ့ဒီဘူးကြီးတော်မျိုးပန်ဝင်းကြီးတွေမှာဘေးနေရာတွေမှာတောင်ဝင်ထက်ဆုပ်ခဲ့တာတွေရှိလေကျွန်တော်ဒီဘူးကြီးတော်မျိုးပတ်ဝန်းကျင်မှာလမ်းမဖုံးကြောင်းလမ်းမဖုံးကြောင်းပြီးရင်ကျွန်တော်ဂုံနာကြီးပါ ဘုန်းနာကြီးကတဝိုက်မှာလုံုံကြီးတောင်ထမ်းဆောင်ပါတယ်နောက်ပြီးတော့မှကျွန်တော်ဒီအချင်းဦးစီးရှိရဖုံးချောင်းကုန်းမှာဒါကျွန်တော်လုံုံကြီးတောင်ထမ်းဆောင်ပါတယ်ခဏဒီပန်ဝင်းကြီးမှာတာဝန်ထမ်းဆောင်ခဲ့တာဘယ်လောက်ကြာပြီလဲဒီပန်ဝင်းကြီးမှာကျွန်တော်တာဝန်ထမ်းဆောင်တာတစ်လခွဲလောက်တော့ရှိပါပြီဒါဆိုရင်ဒီမှာခဏမြင်တဲ့တိုက်ပုံတော့ဒီမိလောက်ထားတဲ့မိတိုက်ထားတဲ့ဟိုအရှင်နေတဲ့ပုံတော့ဒီအရှင်နေနဲ့ပတ်သက်ပြီးတော့ခဏဒီပန်ဝင်းကြီးမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ဟိုအရာရှိတယောက်အနေနဲ့ဟိုဘေလိုမြန်ချက်ချက်တွေပေးပြီးတော့ဟိုဘေလိုအမိနဲ့ ဩဒီလိုဩဆော်ရွက်ခဲ့တာတွေရှိလေဘယ်လိုဆော်ရွက်ခဲ့တာတွေရှိလေကျွန်တော်ဒီမှာမျိုးရင်းတာဝန်မျိုးရင်းမှာလုံခြုံရေးတာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့ဘူကြီးတော်ခြေချဘူခြေချပေါ့ဘူကြီးတော်ခြေချပြူအောင်မူဘူကြီးတင်မိုးအောင်ဘူကြီးတင်မိုးအောင်ကကျွန်တော်တို့ဓာတ်ရိုက်ခေါ်ပြီးတော့မှဟိုခေါ်ပြီးတော့အမိန်ပေးပါတယ်ဒီမှာမင်းတို့မျိုးရင်းမှာလုံခြုံရေးတာဝန်ထမ်းဆောင်ရမယ်ထမ်းဆောင်ပြီးသွားလို့ရှိရင်အဲ့ဒီမှာအခြေပြူတဲ့အိမ်တွေကြိုက်တဲ့အိမ်မှာအခြေပြူလို့ရမယ်เนาะအခြေပြူလို့ရမယ်အသုံးပြူလို့ရမယ်ပြီးရင် မီးတိုက်မယ်ဆိုလို့ရှိရင်မီးတိုက်လိုက်လို့ရပါမယ်။နောက်ပြီးွားလို့ရှိရင်အဲ့အဲ့လိုပြောပြီးတဲ့နောက်ပိုင်းမှာလည်းသူကမီးတိုက်လို့ရမယ်ဆိုတဲ့အချိန်မှာကျွန်တော်ကဖက်ဆင်ပြီးတော့မှဒီကျွန်တော်တို့ဒီမှာတင်တန်းနေပေးထားတဲ့ဒီကလားတွေကလားတွေနဲ့ပေါ့ကလားတွေနဲ့ရခိုင်အင်းတွေကိုမီးတိုက်တာတွေပါတယ်။ဒါအဲ့ဒါတွေဆောင်ရွက်ဖို့အဲစီစဉ်ညွှန်ကြားအမိန်ပေးလာတာရှိရောအဲ့ပြီးတော့မှကျွန်တော်တို့ကဘာကြောင့်လဲဆိုတဲ့အချိန်မှာဒီကောင်ကဒီရခိုင်အင်းတွေကိုသူက ဒီမွတ်စလင်တွေဒီကလားတွေကမီးရှို့လိုက်တဲ့အချိန်မှာပဋိပက္ခပဋိပက္ခအသွင်ကိုဖြစ်ပွားစေပြီးတော့မှာအခုလက်ရှိဟောရခိုင်တပ်တော်ကထိုးစစ်ဆင်နေတဲ့အခြေအနေပေါ်မူတည်ပြီးတော့မှာရခိုင်တပ်တော်ရဲ့တိုက်စစ်အုံရက်သွားအောင်ရန်ညောင်းလွဲသွားအောင်ရန်ဒါကိုလူမျိုးရေးအသွင်နဲ့ပဋိပက္ခဖန်တီးပြီးတော့မှာဒါဆောင်ရွက်ခဲ့တာဆောင်ရွက်ခဲ့ခြင်းတဲ့အနေအထားဖြစ်ပါတယ်အဲအဲ့လိုမျိုးသူအမိန်ပေးစေခိုင်းလိုက်တဲ့ကျွန်တော်တို့ညှိကြစီခိုင်းလာတဲ့အနေအထားတွေမှာတော့ကျွန်တော်တို့ကဒီမှာမြင်တွေ့နေရတဲ့ဒီ ဟိုကျွန်တော်တို့မှာတင်တန်းတက်ခဲ့တဲ့ဟိုပါပေါ့ဒီကလားတွေပေါ့ကလားတွေနဲ့ကလားတွေနဲ့ကျွန်တော်ထက်ဆင့်အမေဟိုတော့တင်ကြဒီတင်ကြပါဒီနေရာပေါ့ဒီနေရာနေပြီးတော့မှအဲကျွန်တော်တို့စတင်ပြီးတော့ဆောင်ရွက်ခဲ့တဲ့အနေဒါရှိဒီနေရာကဘယ်နေရာလဲဒီကတော့ကျွန်တော်တို့အမှတ်၄ရပ်ကွက်အမှတ်၄ရပ်ကွက်ပေါ့လမ်းလမ်းတော့တနေရာပေါ့အမှတ်၄ရပ်ကွက်လမ်းတော့တနေရာနေပြီးတော့မှအဲ့ဒီကလားတွေစတဲ့ဆောင်ရွက်ခဲ့တာရှိတယ်အခုလိုအဲ့လိုဆောင်ရွက်တဲ့အချိန်မှာပတ်ဝန်းကျင်မှာရှိတဲ့ကလားတွေယာနေပြီးတော့မှာရောက်လာပြီးတော့မှာအဲ့လား သူတို့ကဒီဘက်မှာပစ္စည်းတွေအာလူယူပစ္စည်းတွေရခိုင်လူမျိုးတွေရဲ့အိမ်တွေကပစ္စည်းတွေယူလာတယ်ရှိတယ်ပစ္စည်းတွေယူသွားတယ်ယူသွားရတယ်သူတို့ယူသွားပြီးတော့မှပြီးနောက်ပြီးအဲ့ကလားတွေကပြီးအဲ့ထပ်ပြီးတော့မှမီးရှို့ဖျက်ဆီးသွားတာကြီးထပ်ပြီးတော့မှအာကျွန်တော်တို့ကြုံရတာအဲ့ဒီမှာဖြစ်ခဲ့ပါအဲ့လက်ရှိဒါဒီမှာတော့ဒါလေးရက်ကကျွန်တော်တို့ဒီလမ်းဆောင်တောင်းတနရာနေပြီးတော့မှဒါကျွန်တော်တို့ဒီဒီပြုတ်ဆက်ပြီးထားတဲ့အခြေအနေဖြစ်ပါတယ် ဒါတို့လို့ဒါပြီးလို့မင်းချိုးဖြည့်ပေးတဲ့ဟိုဘေးတင်းရင်ဘေးအဖွေကရှိသေးတယ်အဲ့ဒီကာလာတော့ကျွန်တော်တို့ဒီမှာလူရင်းတောင်လူရင်းလုံးရင်းတောင်ထမ်းဆောင်နေခါမ350နှစ်ရှိပါတယ်ခါမ203ရှိပါတယ်ပြီးသွားလို့ရှိရင်တို့ဟိုကွန်မန်ဒိုယူဟာကွန်မန်ဒိုအဖွဲ့ရှိပါတယ်ပြီးဗိုလ်ကြီးခံလင်းတော်ဦးစီးပြီးတော့မှအပြည်သူဒီကလားအဖွဲ့ကြီးပေါ့ကလားအဖွဲ့ကြီးတော့မဟုတ်ပါဘူးကလားသူတို့စီမှာကလားတာဝန်ပေးထားတဲ့အဖွဲ့ပေါ့အဲ့အဖွဲ့တွေနဲ့တို့လှုပ်ရှားပြီးတော့မှခြားနေရာတွေမှာလည်းတို့ လိုမိတိုက်ပြီးတော့မှဟိုဖောင်ရက်တာတွေရှိခဲ့ပါတယ်အဲ့အဲ့ဒီအချိန်လေးလည်းရှိခဲ့ပါတယ်လက်ရှိကတော့ကျွန်တော်ကတော့ကျွန်တော်ဟိုမိန်ပေးစီခိုင်းချက်ရတော့ကျွန်တော်ကတော့ဒီ၄ရက်ကွက်၄ရက်ကွက်၁ရက်ကွက်ရေပြပိုင်ပြီးကျွန်တော်၂ရက်ကွက်တနေရာရေအဲ့အဲ့နေရာကိုတော့ကျွန်တော်တိုက်ရိုက်ညွှန်ကြားတဲ့ကြောက်တဲ့အဲ့ဥစ္စာကိုကျွန်တော်ဒီမှာရှိတဲ့ဒီကလားတင်းနန်းသိထားတဲ့ကလားတွေနဲ့ကျွန်တော်ကဖောင်ရက်ဖြစ်ခြင်းဖြစ်ပါတယ်ကျွန်တော်မှာရှိတဲ့အင်အားကလည်းဟိုဟာတစ်တီရာတစ်ပေါင်း၆ပြီးရင်ဒီ ထဏန်းပေးထားတဲ့ဒီကလားတွေကတော့ရောက်29ရောက်ပြီဒါတွေဒါတွဲပေးထားပါတွဲပေးထားယူနေမှာဒီကိစ္စတွေဆောင်ရွက်ခိုင်းတာဖြစ်ပါတယ်လက်ရှိတော့ဒါဒီတော့ရှောက်ကတော့ဒါကျွန်တော်တို့ဟိုအဲအဲ့ဒီကလားတွေရောအဲ့ဝင်ရှုပ်ပြီးတော့မှဆက်ထားတယ်တော့ရင်းပြရတာဖြစ်ပါတယ်အတေးကွာပေါ့ဒီရက်ကွာတဲ့မှာတွေ့ရတဲ့ တွေလေအကုန်လုံးဟုတ်ကဲ့နေရာတွေလည်းသူတို့ပြီးတော့ပြီးတော့မှဒါတိုင်မှလာပြီးတော့ဖြုတ်ပြူသွားတဲ့အနေထားပေါ့ဒီညီသားတွေကအများဒီလေးရွက်ကွဲမှာဟိုမိတ်တိတ်ဖြည့်စီခဲ့ရဲ့နောက်ပြီးတော့ဒီနှစ်ရွက်ကွဲမှာပေါ့နော်ဟုတ်ကဲ့ဒီနှစ်ရွက်ကွဲမှာဒီမှာနှစ်ရွက်ကွဲ မီးရှို့ဖြတ်စီးတယ်။၂ရက်ကွဲ။ဒါဆိုရင်ဒီအခုဒီဒီနေရာကစတာပြီနော်ခင်ဗျ။ဟုတ်ကဲ့ဒီနေရာစတာ။ဒါဆိုရင်ခင်ဗျားလောက်ခဲ့တဲ့နေရာလို့တစ်ချက်လောက်ကြပြီ။ဟုတ်။ဒီမှာပေါ့ဒါကတော့လက်ရှိဒီဟာကတော့ရက်ကွက်နှစ်ရက်ကွက်နှစ်ဟိုဟာလမ်းမဖုံးချောင်းလမ်းဖြစ်ပါတယ်။လမ်းမဖုံးချောင်းလမ်းဖြစ်တယ်။ဒီမှာလည်းသူအလားတူပဲအရင်ရှေ့မှာအဖွဲတွေပဲဒီကျွန်တော်တို့ဒီစစ်ကောင်စီရဲ့ဒီတက်တက်ကရင်ဟိုဟာတင်နှံပေးထားတဲ့ကလားတွေနဲ့ဒါဒီနေရာနေရာနေပြီးတော့စတင်ပြီးတော့မှအာ ဒီမီးရှို့ခဲ့ရတာဆက်ကျွန်တော်တို့ကျွန်တော်အမေကြီးဆေးဆေးခိုင်းခဲ့ရဒီမှာဆက်ပြီးတော့မီးရှို့ခဲ့ရဒီဒီမြင်လို့ရတဲ့ဒီနေသားတွေဒီနေသားတိုင်းပေါ့ဘုမတောက်လျှောက်ပေါ့ဟိုဖုံးကြောင်နားအထိပေါ့ရှိနေတယ်ဖုံးကြောင်နားအထိတော့ရှိနေတာဒါဒီမှာပြီးွားဒီမှာလည်းဟိုကဘယ်လိုပဲမီးရှို့ဆက်စည်းကားတဲ့အခြေအနေအချိန်မှာပဲဒါဒီမှာရှိတဲ့ဒါဒါကလားတွေကလားဆိုမှကလားတွေရတယ်ပြောပါလားပစ္စည်းတွေလာပြီးတော့တဲတာရှိတယ် ပြီးသွားလို့ရှိရင်တို့ရတို့လာပြီးတော့မီးရှို့ဖျက်ဆီးတာတွေပြီးကြဖျက်ဆီးတာတွေရှိတယ်နော်ဒီအဲ့ဒီအနေအထားတွေကြောင့်ဒီမှာလက်ရှိမြင်တွေ့နေရတဲ့ပျက်စီးနေတဲ့အနေအထားတွေဖြစ်ပါဒီနှစ်ရက်ကမှာကအင်ရှင်ဟိုဒီလောက်မင်းတော့ပြည့်စုံခဲ့တယ်ဒီလိုခင်ဗျားတို့မင်းချုပ်ခဲ့လို့နှစ်ရက်ကမှာကတော့ကျွန်တော်တို့ကဒီတောက်လျှောက်ဆိုလို့ရှိရင်ကျွန်တော်ခမန်းကြီးရတော့အင်ဂျီ50 60ကြော်မယ်ထင်တယ်ခင်ဗျား50 60ကြော်တော့တော့ရှိတယ်ဒီတောက်လျှောက်မှာဒါကတော့ဒါဒါကျွန်တော်ခင်ဗျားလောက်ခဲ့တဲ့တဝိုက်ဒီဒီလိုနေတယ်ဒီဟုတ်ကဲ့ ဒါပါဒါပါပဲကျွန်တော်တို့ပတ်ဝန်းကျင်ဒီခင်ဗျားလောက်ခဲ့တယ်ဒီပတ်ဝန်းကျင်လေးပဲရှိဟုတ်ကဲ့ဘယ်လိုလဲဟုတ်ကဲ့အဒီကဒီမှာကြံခဲ့တဲ့မိတော်များဟာရောတို့ကတို့စိတ်ကြိုက်တို့တိုင်းနေပါလေလာချွတ်ယူတာလေသာတို့မိုးစာကောက်တာတွေပဲဆောင်းနေနေဆောင်းကြဆောင်းလက်ထည့်နေတာရှိတယ် ါးလဲကျွန်တော်ခုနပြောသလိုပဲအာတို့ခုရခိုင်တပ်တော်နေကျွန်တော်တို့ ਨੇ ဖြစ်နေတဲ့အာဒီသိုးစစ်အချိန်ကို လူမျိုးပြိပတ်ကလူမျိုးပြိပတ်ကအတွင်နဲ့ဒါဟိုစစ်စစ်စစ်ပွဲကိုရက်တန့်စီဖို့ဒါမှမဟုတ်လဲသူစစ်ပွဲကိုအာတိုက်စစ်အုံရက်တန့်စီဖို့ ਨੇ ပြီးရင်လမ်းကြောင်းကိုဝဲစီဖို့အတွက်ဒါဟိုဒီရည်ပြီးတော့ဒီခြေချဒါရွာမှုဘူးကြီးခြေချပြွာမှုကနေပြီးတော့တဖြင့်ဒါကျွန်တော်တို့ဒါ ေခိုင်းပြီးတော့မှလက်ရှိလည်းဒီကျွန်တော်တို့လုပ်လုပ်ခဲ့တဲ့အချိန်တွေမှာလည်းကျွန်တော်တို့ကဒီဟိုဘက်မှာ350မိနစ်350မိနစ်ရှိမှာပေါ့ဒီဒီဘက်မှာလည်းဟိုဒီခိုင်ရင်းကြော်အဖွဲရှိနေပြီးတော့ဒီဒီဘက်အချိန်ဒီဘက်ကွန်မန်တို့အဖွဲတွေနဲ့ဒီကလားလက်နက်ကင်အဖွဲတွေနဲ့ပေါင်းစည်းပြီးတော့မှကလားလက်နက်ကင်အဖွဲတွေကပေါင်းစည်းတော့ဒါတွေဟိုဘက်မှာလည်းဖြတ်စည်းမီးရှို့ဖြတ်စည်းတဲ့အခြေအနေတွေလည်းရှိပါတယ်